တရားထိုင်ခြင်းရဲ့ကောင်းကျိုးကိုယ့်ရဲ့ဘဝဘလောက်ထိပြောင်းလဲသွားနိုင်တယ်ဆိုတာဒီဗီဒီယိုကနေကေတီရဲ့ဘဝပြောင်းလဲခဲ့တဲ့လက်တွေ့ရဲ့အတွေ့အကြုံကိုလာပြီးမျှဝေပေးခြင်းနဲ့လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကစီးပွားရေးစားလုပ်တဲ့အချိန်ပေါ့စီးပွားရေးစားလုပ်တဲ့အခါမှာငွေဘက်ကိုပဲကိုအာရုံစိုက်တယ်ဖရားတရားလုပ်ဖို့အချိန်တွေအရင်မပေးခဲ့ဘူးနည်းနည်းပါတော့ကိုလှုပ်ဖြစ်တယ်ဒါပေမဲ့ကိုစိတ်ထဲမှာအော်ကိုကစီးပွားရေးလုပ်နေတယ်စီးပွားရေးလမ်းကြောင်းမှာလည်းငွေကဝင်များနေပြီဆိုတော့အသွေးခေါကောင်းနေပြီသားပေါ့နော်ကိုငယ်သေးတော့ကိုအသက်အရွယ်နဲ့အဲ့လောက်ထိမလိုအပ်သေးကိုစိတ်ထဲမှာတော့တရားဆိုတာတတရားအရွယ်လောက်မှအရေးပါတာ ဒါမှလုတ်တိတဲ့အရာတစ်ခုပါအဲအလိုမျိုးပဲအွေးထဲမှာရှိခဲ့တယ်ဒါပေမဲ့အမျိုးသားခဏခဏတိုက်သွင်းနဲ့ပြောပြတယ်တရားတတရားအရွယ်မှာစောက်လို့မရဘူးလုံလို့ရတဲ့အချိန်မှာဂတိလော်ကီရှာတလို့ပဲလုံရမယ်သူကအမြဲတမ်းရှင်ပြပေးတာလော်ကီလည်းအဲ့လိုပဲလော်ကီစကတိတတရားအရွယ်မှာသွားရှာမယ်ဆိုရင်ဂတိအတွက်ရှာရခက်မှာတရားလည်းအဲ့လိုပဲတတရားအရွယ်မှာဂတိသွားရှာမယ်ဆိုရင်ဒါရလွယ်တယ်ဆိုတော့မထင်လိုက်နဲ့ဒီပထမအရွယ်မှာပဲအချိန်ရရတလို့လုံရမှာဆိုတော့သူအမြဲတမ်းတိုက်သွင်းတာအဲ့မှာတိုက်သွင်းပြီးတော့လွန်ခဲ့တဲ့၃နှစ်တုန်းကတရားကိုတေတေချာချာစပြီးထိုင်ဖြစ်လာတယ်ဝိပဿနာဘက် ကိုတေချာလေ့လာဖြစ်တယ်တရားစခန်းဝင်တယ်တရားစခန်းဝင်ပြီးဝိပဿနာတရားတေချာလောက်ပြီးနောက်ပိုင်းမှာဂီတီရဲ့ပြောင်းလဲသွားတဲ့အရာတခုပါလဲသိလားဂီတီရဲ့စိတ်ကတည်ငြိမ်လာတယ်တတိကတ်တာအယမ်းမြန်တယ်အရင်တော့ကကိုယ်စိတ်ထဲမှာကိုက mindset ကောင်းနေပြီးအသွေးကောင်းနေပြီးစိတ်ထားကောင်းနေပြီးစိတ်တည်ငြိမ်ကိုထင်တာပေါ့နော်အရင်တော့ကကိုယ်စိတ်ထဲမှာအဲ့လိုမျိုးတော့ရှိခဲ့တယ်တရားထိုင်ပြီးနောက်ပိုင်းမှာလုံးဝမတူတော့တတိကတ်တာအယမ်းမြန်တယ်ဥပမာပြဿနာတခုခုဖြစ်ပေါ်လာပြီးဆိုရင်ပြဿနာနဲ့မမျောပဲနဲ့ဒါဘာဖြစ်နေတာလဲဆိုတော့တတိချင်းကိုတန်းဝင်တာတတိကတ်နိုင်တယ်ပြီးတော့အက ောင်းတဲ့ဘက်ကိုချက်ချင်းကိုတွေးမြန်တယ်ချက်ချင်းမြင်နိုင်တယ်ပေါ့မြင်နိုင်ပြီးတော့စိတ်ကမလှုပ်ရှားတော့ဘဲနဲ့စိတ်ကငြိမ်လာဒါရရှိလာတဲ့အရာတခုအရန်ကိုအတုံးဝင်တာကေတီကလေးမွေးကအစပေါ့နော်ဒါတွေအားလုံးကိုအတုံးပြုလို့ရတယ်ဒီပမုခ္ခချုပ်ဆရာတော်ခဏခဏပြောဖြစ်တဲ့အရာတခုရှိတယ်ကိုကဒီနေမကောင်းမဖြစ်သေးတဲ့အချိန်ဆိုရင်ဆေးကဘလောက်ထိအတုံးဝင်တာလဲဆိုတော့ကိုမသိသေးနေမကောင်းဖြစ်လာမှဆေးရဲ့ကိုလိုက်ရှာတရားလည်းအဲ့လိုပဲဘဝမှာအခက်အခဲမရှိသေးဘူးဆိုရင်ကိုလိုက်မရှာသေးဘဝမှာအခက်အခဲဖြစ်လာမှတရားဆိုတော့အတုံးဝင်လာတယ်ကိုလိုက်ရှာဒီတိုင်းပါပဲဒီနှစ်မှာ ါပဲเนาะဒီတလပိုင်းမှာကတိကြုံတွေ့ရတဲ့ဖြစ်ရပ်တစ်ခုကိုပြောပြခြင်းနဲ့မှန်ကတိတလပိုင်းမှာပကံမှာ brand training သင်တန်းသွားပေးတာကတိရဲ့တမီလေးလည်းပါငားလာပဲရှိတယ်ကားနဲ့သွားမာစီတီကအပြန်လာမှာဘာဖြစ်လဲဆိုတော့ကတိရဲ့မာစီတီကနေပြီးတော့လမ်းမကြီးအရှိမှကားပြက်သွား highway လမ်းမှာเนาะကားပြက်သွားလမ်းဘေးမှာပဲတိတ်အေးဆေးနဲ့ပဲကားရပ်သွားအဲ့အချိန်မှာကတိရဲ့စိတ်အရင်တုန်းကလိုမျိုးထောက်ရှားမှုလည်းမရှိတော့အရင်တုန်းကလိုမျိုးပူလောင်မှုလည်းမရှိတော့အဲ့မှာကိုယ့်ရဲ့စိတ်တည်ငြိမ်တာကိုတန်းထန်စားရတယ်ကလေးတစ်ဖက်လက်ပါတယ်နေဘူးတဲမှာ လည်းရှိတယ်အဲ့ချိန်မှာကနေ့လည်းနှစ်နာရီပေါ့နေလည်းပူတယ်လမ်းမကြီးမှလည်းဖြစ်နေတာအရိတ်တွေတိတ်မရှိသေးဘူးဒါပေမဲ့တတိတန်းဝင်နဲ့စိတ်ကလုံးဝကိုလှုပ်ရှားမှုမရှိကားပေါ်မှာရှိအကားဘာဖြစ်သွားလဲအမျိုးသားမေးတော့ကားဆက်မောင်းလို့မရဘူးတခုခုဖြစ်တာပဲဆိုပြီးတော့အဲ့မှာတတိကတ်တယ်ဩကားပြက်တာနော်ဘာမှမဖြစ်ဘူးပေါ့ကောင်းတဲ့ဘက်ကိုရအောင်တမျိုးပြီးတမျိုးတွေးကြည့်တော့ဩတော်သေးတယ်နော်ယူယူလေးနဲ့ကိုပြက်သွားတယ်ကောင်းကောင်းလေးနဲ့ကိုသူရသွားမဟုတ်ရင်လူလည်းပါလာတယ်ကလေးလည်းပါလာတယ်အဲ့မင်းတွေလည်းရှိတယ်ဆိုတော့တကယ်လို့လမ်းမကြီးမှာအက်ဆီဒန့်ဖြစ်သွားရင်တော့ဒီထက်ပိုဆိုးသွားမှာဩဒါ ါကောင်းကောင်းလေးကိုရက်သွားအရန်ကန်ကောင်းလိုက်တာကန်ကောင်းခြင်းကိုပဲတခုပြီးတခုကိုရှာတယ်ဘယ်လိုမှပါပြစ်လို့ကံမကောင်းတာလေဘာပြစ်လို့နေပူချမ်းမှဒီကားလာပြက်တာကလေးလဲပါတယ်နော်ပူတယ်နော်စိတ်ညစ်တယ်နော်စင်အသွေးတွေကအိုးမကောင်းတဲ့ဘက်ရောက်သွားဒေါတာပဲထွက်နေမှာပူလောင်နေမှာကောင်းတဲ့ဘက်ကိုတခုပြီးတခုသွေးနိုင်တယ်စိတ်လှုပ်ရှားမှုလည်းမရှိတော့ကားပေါ်ကနေစင်စင်ပြီးတော့အအရက်ရှိတဲ့နေရာမှာနေကလေးနဲ့၃၄နေအဲ့နေရာမှာထိုင်နေရသိလားရန်ကုန်ကနေဆက်သွဲရတဲ့မဆီတီးကရန်ကုန်ကိုရောက်ဖို့ဘလို့တဲသွားရမှာလဲလူကတခြားကားကိုဘလို့သွားရမှာလဲဘလို့စီးရမှာလဲဆိုတော့ မျိုးသားတမျိုးပြီးတမျိုးသူကဆက်တွယ်ကွာကလေးကိုပဲအာယုံစိုက်တာတောင်းတော့အရာဘက်ကိုတမျိုးပြီးတမျိုးကြည့်တာတွေးတာပေါ့ရန်ကုန်ရောက်ဖို့လည်းမလွယ်ဘူးပေါ့ကားကြီးနဲ့ crane ကားနဲ့ပယ်သွားရပြီးတော့ airport မှာလည်းကလေးလည်းလိုက်စီရတော့လင်းကလေးကြည့်ပြီးတော့လည်းတနာပါတယ်ဒါပေမဲ့အော်ကိုကောင်းတော့ဘက်ကိုပဲကိုရအောင်တွေးရတယ်ကောင်းတော့ဘက်ကိုပဲကိုတွေးပြီးတော့ကောင်းတဲ့အရာဘက်တစ်ခုပြီးတစ်ခုမြင်ရတယ်နောက်ဆုံးရန်ကုန်တော့ရောက်သွားကားတော့ပြင်ရတာပေါ့နော်ပြင်ရတယ်ပြင်ပြီးတော့ okay ဟိုအေးအေးဆေးဆေးလေးနဲ့ကိုပြန်လာနိုင်တယ်အဲ့အဲ့မှာပြောင်းလဲသွားတယ်အရင်တော့ကကိုရဲ့စိတ်ကိုပြန်ကြည့်တာတကယ်လို့အရင်တော့ကစိတ်ဆိ ဲ့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ဆိုက်စစ်ပူလောင်နေမှာဘာဖြစ်လို့လဲနှစ်သိပ်ပဲရှိသေးတယ်ဘန်ကဘာဖြစ်လို့လဲအဲ့လိုမျိုးကိုဟာဟုတ်တယ်မလားမကောင်းတဲ့ဘက်ကချက်ချင်းဝင်နေမှာ negative ဘက်ကပိုရောက်မှာဒါကတော့ negative ဘက်မရောက်ပဲနဲ့စိတ်ကလည်းငြိမ်တယ်ပြီးတော့ကောင်းတဲ့အရာကိုလည်းကိုကသွေးနိုင်တယ်ပြီးတော့ပြဿနာကိုလည်းအေးအေးဆေးဆေးလေးနဲ့ကိုကိုဖြေရှင်းနိုင်နောက်ထပ်ဖြစ်ရတဲ့ခုကကတီတီမော်လမြိုင်အိမ်ပေါ့နော်ဒီငားနေတဲ့အိမ်မှာကတီတို့ဆိုလာဘက်ထရီထည့်တာဆိုလာဘက်ထရီထည့်တာတော့ဘန်းဖြစ်ဘူး300ကျော်ကျော်ပတ်စာအရင်ပေးတယ်ပြီးတော့ဘက်ထရီအေးဆေးနဲ့လာတတ်တယ်ကောင်းကောင်းပဲဘန်းဖြစ်ဒုတိယအကြိမ်မှာအေးဒီအကူစီကနေပဲအမီအ ားမြင့်တင်ဆက်ကိုနောက်တလုံးပြန်ဝယ်တာပေါ့ပြောဟိုဘက်ထရီကောင်းကောင်းဝင်ဖို့မီးအားမြင့်တင်ဆက်လိုတယ်ပေါ့ဟမ်ဘလောက်လဲ3 90ကျော်အမျိုးသားလဲစိတ်လွယ်တော့လေတန်းပြီးပတ်စံလွှဲလိုက်တဲ့ပစ္စည်းလည်းမရသေးဘူးအမှတပတ်နှစ်ပတ်ရှိသွားပစ္စည်းကလာမပို့သေးပစ္စည်းလာမပို့တော့အမျိုးသားကလည်းပြန်လိုက်တာပြန်လိုက်တော့သူကအကြောင်းပြချက်မျိုးမျိုးတွေပြောပြလာတယ်သူတို့အလိန်ခံထီလို့ပစ္စည်းလာမထည့်နိုင်တာအဲ့လိုမျိုးပဲသူတို့ပြောတာအမျိုးသားကပြောဒါဆိုရင်ပစ္စည်းလာမထည့်ပဲနဲ့ပတ်စံပဲပြန်ပေးလို့ရလားသူတို့လည်းပစ္စည်းမရပတ်စံပြန်လာပေးမယ်ဆိုပြီးတော့သူတို့ရက်တွေချိန်တာမျိုးသားက နဲ့အစတုန်းကသူများလဲကိုလိုမျိုးမခံရအောင်မထိရအောင်ဆိုပြီးတော့ backlight တင်ရင်ကောင်းမလားဆိုပြီးတော့အသွေးတော့နည်းနည်းဝင်သေးတယ်အဲ့မှာနှစ်ယောက်စလုံးကကိုကိုပဲပြန်သုံးတတ်တယ်ကိုကိုပဲပြန်ချိတာတတိတွေပြန်ကတ်တယ်သူများကိုအပြစ်မတင်ခင်မှာကိုကိုပြန်ချိအော်ကိုကအယုံလွယ်တဲ့အထဲမှာပါဝါတယ်ကိုယုံလွယ်တာပေါ့နော်ကိုတေချာလေးမစစ်လိုက်ရအောင်ကိုကိုပဲပြန်ချိတာကိုပြုတ်ပြင်ရမယ့်အရာကိုပဲပြန်ချိတာကိုကိုပဲပြန်သုံးတတ်တာတကယ်လို့ line ပေါ်မှာတင်မှာစကားတွေများမယ်ဆိုရင်ဘာမှလည်းကောင်းကျိုးဆိုတာရလာမှာမဟုတ်ဘူးလေအဲ့တော့ကိုကိုပဲပြန်ချိတတိတွေပြန်ကတ်သူ့ရဲ့လောက်ရက်ကသူထိုင် င်းနဲ့သူကံပဲသူလောက်တဲ့အရာကလိုင်းပေါ်မှာတင်ပြီးပြောစရာမလုံးသူလောက်တဲ့အရာကလောကကြီးရဲ့ပြပီးသားသူလောက်ရက်နဲ့သူသူပြန်ထိလိုက်မယ်အဲ့လိုပဲတွေးလိုက်တာကိုလည်းကောင်းတဲ့ဘက်ကိုပဲပြန်ကြည့်တာကောင်းတဲ့ဘက်ဘလို့ပြန်ကြည့်တာလဲဆိုရင်တော်သေးလို့နော်ဆိုလာနဲ့မထိလိုက်တာတကယ်လို့ဆိုလာဘက်ထရီနဲ့ဆိုရင်300ကျော်ကျော်ဒါ350လောက်ပဲကောင်းတဲ့ဘက်ကိုပဲကိုတမျိုးပြီးတမျိုးရအောင်ပြန်ကြည့်လိုက်တဲ့အခါမှာကိုရဲ့စိတ်လဲအေးချမ်းတယ်အဲ့တော့ကတိပြောချင်တာကတရားဘက်အချိန်ပေးရတာဘက်အသက်ရွယ်ရောက်မှလောက်မှလဲဆိုတော့မဆောင်းနဲ့နောက်ဆက်ကနောက်မိနစ်မှဘာဖြစ်လာမှလဲ တော့ဘယ်သူမှမသိနိုင်ခင်ရရင်ရတယ်လို့တရားဘက်မှာလည်းကိုအချိန်ပေးထားတဲ့အခါမှာတခုခုဖြစ်လာရင်ကိုဘဝအတွက် trap box ဆိုတာရှိတယ်ဒါကြောင့်တရားဘက်မှာအချိန်ပေးကြပါလို့ကီတီပြောချင်တယ်ဒီဗီဒီယိုကနေနားထောင်ပြီးတော့ဗားရရသွားကြလဲ comment မှာလည်းရေးလာပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်